ဆောင်းနရကန်းနဲ့အသက်မွေးဝမ်းကြောင်းသိပ္ပံပညာရေးဆိုင်ရာတွေကိုမန္တလေးမြို့အမရပုရမြို့နယ်မှာအခမဲ့ဖွင့်လှစ်ထားပါတယ်။ဦးကျော်စိသတင်းပေးပို့ထားပါတယ်ခင်ဗျာ။ခုတင်တဲ့မှာအထက်လေးအသက်ပညာဒီပလိုမာတင်တန်း၊ရွှေကြီးငွေကြီးဒိုးတင်တန်း၊ရိုးရလုံးရအချိတ်တင်တန်းစတဲ့တင်တန်းတွေကိုတစ်နှစ်ကစပြီး6လ3လအနည်းနဲ့အခမဲ့တင် जा ပေးနေတာပါ။ အနေနဲ့အရရက်ကလာရောက်တင်ကြတဲ့သူတွေကိုနေစရာအခမဲ့နဲ့တလကိုထောက်ပတ်ခြင်းငွေ18000ကျပ်ကိုလည်းချိမြင့်ပေးတယ်လို့စောင်းသားရကတ်နဲ့အသက်မွေးဝမ်းပညာသိပ္ပံကအကြောင်းအကြီးကပြောပါရတယ်။သင်္ဍန်းသားတွေကလို့ဒီတော့ကျွန်တော်တို့တိုင်းနဲ့ပြည်နယ်အနေနဲ့ဗမာတပြည်လုံးမှာရှိတဲ့အနေနဲ့ရရက်ကအဲကလေးတွေလာကြပါတယ်။ဒန်လေးတက်ပညာဒီပလိုမာသင်္ဍန်းတော့ဆယ်တန်းအောင်ပညာရေးချင်းဆယ်တန်းအောင်လက်ခံပါတယ်။ တဲ့25မိနစ်16မိနစ်ကနေ25မိနစ်ပြင်ပေါ့လေဒီလိုလိုလုပ်ပြီးတော့ဘယ်ကတော့အချိန်နဲ့စူချင်းငွေကြီးတို့ကတော့ငါတို့မြေကလေးလေးတွေကိုလက်ခံပါတယ်အဲ့ဒီတင်တန်း6လနဲ့3လကတော့ကျွန်တော်တို့ခြေခံပညာမူလနာအောင်ရပါတယ်ရှင်ဒီလိုလေးတွေကိုကျွန်တော်တို့အဆောင်ပါပဲနေမယ်ဆိုလို့ရှိရင်လည်းအဆောင်ပါအခမဲ့ဒီနေ့ပြည့်စုံနေနေပေးပါတယ်နောက်ပြီးတော့ ပညာသင်ထောက်ပံ့ခြင်းလလောက်ကိုတတောင်းရှိတာကိုရှင်းပြပြလို့ရှိတယ်။အဲ့ဒီပညာသင်ထောက်ပံ့ခြင်းလေးတွေစုပြီးသူတို့ဒီချက်စားမှုကျွန်တော်ဆင်ဆင်ပြပါတယ်။အဲ့တော့ဒီစီစမ်းသိက်လည်းပြည့်တဲ့ဘောဖြစ်သွားတာ။သင်တန်းတက်ခါစားမှာအခက်အခဲတချို့ရှိခဲ့ပေမဲ့ဒီဇိုင်းဆွဲတာတည်တတ်မဟုတ်ပဲကိုယ်တိုင်ဆက်ချုပ်ရတဲ့အတွက်ပုံမှုအဆင်ပြေသွားတယ်လို့သင်တန်းတက်ရောက်သူတူကအခုလိုပြောပါဗျ။ဒီမှာကျတော့ဘာသာတွေများရှိရပေါ့အထယ်လိုက်ပညာတို့ချက်ခုတ်တို့ ဟိုဂျူရလောက်အကြရိုချက်ကန်တို့အဲ့ခဏမှာတက်မရကြတော့ဟိုဂျူရလောက်အကြအချိန်ပြန်တိုင်း6တာပေါ့အဲ့ဖြစ်ဖြစ်ပါတယ်အမ်တမီစတဲ့တော့အခက်ခဲလေးရောရှိပါတယ်ရှင်အာဘယ်လိုလဲဆိုတော့တမီတို့ဖိတ်ကကြတော့အဲ့လိုမျိုးတွေပေါ့နော်ရေကန်းနဲ့အရန်အလန်းဝေးပါတယ်အာဒီကဲဆိုတော့ကြားပဲကြားခုတာပေါ့နော်ဒီရောက်ကြားမှာအဲ့လိုမျိုး loss ဆိုတာဗမာန်လည်းမသိပါဘူးသူ net တို့ပါလို့အဲ့လိုမျိုးအဆက်လာရဟိုပါပေါ့အဲ့လိုမကြားဘူးတဲ့ဟာကြီးကြားဖို့တော့အဲ့အဲ့လိုလေခက်ခဲရတော့နည်းနည်းရှိပါတယ်ဒါပေမဲ့တလောက်လောက်နေတော့အသားကျသွားပါတယ် ခွေးကကြတော့ပေါ့နော်အဲ့လိုမျိုး traditional way ကိုတောင်းမဲ့အဲ့လိုဒီဇိုင်နာပေါ့နော် traditional way နဲ့တောင်းမဲ့ဒီဇိုင်နာတယောက်ဖြစ်ချင်တာပါရှိရတယ်အဓိကတော့တပီးကအဲ့လိုမျိုးအချိတ်ဒီဇိုင်နာဖြစ်ချင်တာပါအဲ့လိုအဲ့လိုနော်အချိတ်ဒီဇိုင်လေးလိုက်ရင်းနဲ့ဒီဇိုင်းဆွဲမှုဆိုတာအဲ့လိုမျိုးပေါ့ဒီဇိုင်းဆွဲတိတက်မဟုတ်ပဲနဲ့ကိုယ်တိုင်ခက်တက်မှရောအဆင်ပြေရဲ့ဆိုတာဟုတ်သိလိုက်ရပါတယ်အခုတင်နန်းကိုမန္တလေးစကိုင်းကားလမ်းမှာပြီးအမရပူရမြို့နယ်မှာတမဝရမဝန်ကြီးဌာနကဦးစီးပြီးဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်ကျွန်တော်ကြော်စီပါ